ရေကန်ဆောင်နှစ်စိမ့်ဖြစ်သွားပြီပြီးနှစ်မိချောင်းကြီးအလုံးမင်းမင်္ဂလာပါဒီနေ့တင်ဆက်ပေးမယ့်ပုံမြင်လေးကတော့ထိုင်းပုံမြင်လေးဖြစ်တဲ့ထိုင်းနိုင်ငံကပြီးနှစ်ရှီရီယာရဲ့မိချောင်းကြီးရဲ့ဇလံလေးပဲဖြစ်ပါရင်ရှီရှီတုံးကချီမြကန်းနာမှာရှိတဲ့ဖရာတုတ်တန်ဆိုတဲ့တာယာဝပြောတဲ့စိတ်ကမ်းမြို့လေးတစ်မြို့ရှိခဲ့ပါရင်ဒီမြို့ကိုဖရာတုတ်တန်ဆိုတဲ့ဘုရင်ကြီးကငိမ့်ညမ်းတာယာအောင်အုပ်ချုပ်ခဲ့ပြီးတော့သူမှာနန်းခမ်းပန်ဆိုတဲ့သမီးလေးတစ်ယောက်ရှိပါတယ်နန်းခမ်းမှာ ဖခင်ဖြစ်သူကိုအလွန်ချစ်ခင်မြန်နိုးတဲ့တမီးလေးဖြစ်ပြီးတော့ဘရာသုတ်တန်ကလည်းတမီးလေးအတွက် အရာရာမှာအကောင်းဆုံးပေးကျင်ခဲ့ပါရင်ဘရာသုတ်တန်ဟာတမီးလေးနဲ့အတူ ကစားပေါ်ဖြစ်စီဖို့တလိမ့်ဆန်လေးတွေကိုမွေးမြူပေးခဲ့ပါရင်ဒီနေ့မှာသူဟာမိချောင်းကလေးတကောင်ကိုယူလာခဲ့ပြီးတော့ချမ်းလို့နာမည်ပေးခဲ့ပြီးမြေရွာသားတွေကတော့ဒီမိချောင်းကိုဘတ်ဟောင်လို့ခေါ်ကြပါရင်ဘတ်ဟောင်ဟာအလွန်ရင်ကျေးတဲ့မိချောင်းဖြစ်ပြီးတော့နန်းခမ်းမန်နေမြ мян ရင်းနှီးလာခဲ့ပါရင် ူဟာချစ်ချင်းမေတ္တာနဲ့ကြောင်းရွံ့ခြင်းကိုနားလေတက်မြင်တဲ့မိချောင်းတစ်ကောင်ဖြစ်လာခဲ့ပြီးတော့လူသားရင်းနဲ့ကောင်းမွန်စွာနေထိုင်နိုင်ခဲ့ပါရင်နေတိုင်းဘတ်ဟောင်ဟာနန်းခမ်းမန်ကိုသူ့ကြောပေါ်တင်ပြီးတော့ရွှွညွန်ထဲမှာရေကစားဖို့ခေါ်သွားတတ်ပါရင်နေကာလာရီချလာတော့နန်းခမ်းမန်ဟာလှပတင့်တဲ့မိမဖြူလေးတူဖြစ်လာခဲ့ပြီးဘတ်ဟောင်ကလည်းဦးခေါင်းကနေအမီတီဆက်နှစ်ပီရှီလျားတဲ့အီယာမမိချောင်းကြီးဖြစ်လာခဲ့ပါရင်နန်းခမ်းမန်ကသူ့ကိုအပြေးအဝယုံကြည်ပြီးတော့ နေတိုင်းသူ့ရဲ့ကျောပေါ်မှာဆီကရေကစားခဲ့ပါတယ်။တနည်းညနေ၄နာရီလောက်မှာနန်းခမ်းမဟာရေချိုးဖို့ဘတ်ဟောင်ရဲ့ကျောပေါ်တက်ပြီးတော့ချီမြင့်ထဲမှာလိုက်ပါမျောပါပြီးရှုကင်းတွေကိုခန်းစားနေပါတယ်။ဒါ့အပြင်လမ်းတစ်လျှောက်မှာဘတ်နွန်ဆိုတဲ့အရွယ်စားတူရဲ့မိချောင်းတစ်ကောင်နဲ့တိုးခဲ့ပါတယ်။ဘတ်နွန်ဟာရွာသားတွေရဲ့အိမ်မွေးတိရိစ္ဆာန်တွေကိုလိုက်စားတတ်တဲ့ရိုင်းဆိုင်တဲ့မိချောင်းဖြစ်ပြီးတော့ဘတ်ဟောင်ရဲ့ကျောပေါ်ကနန်းခမ်းမန်ကိုတွေ့တဲ့အခါမှာ ချက်ချင်းလိုက်စားဖို့ကြံစီခဲ့ပါရင်ဒါပေမဲ့ဘတ်ဟောင်ကဒါကိုခွင့်မပြုခဲ့ပါဘူးသူဟာဘတ်နုံကိုအမီးနဲ့ရိုက်ပြီးမောင်းထုတ်ဖို့ကြိုးစားခဲ့တယ်။အီယာမမိချောင်းနှစ်ကောင်ရဲ့တိုက်ပွဲဟာပြင်းထန်ခဲ့ပြီးတော့ဘတ်ဟောင်ကနန်းခမ်းမန်ကိုကြောဘော်ကပြုတ်ကျပြီးဘတ်နုံရဲ့ကြိုက်ခံရမှာကိုစိုးရင်ခဲ့ပါရင်သူသခင်ကိုကာဝယ်ဖို့ဘတ်ဟောင်ကတိုက်ပွဲတွေကနေဆုတ်ခွာပြီးတော့နန်းခမ်းမန်ကိုမြစ်ကမ်းဘက်ကိုလင်းမြန်စွာကူးခတ်တေဆောင်မှု သူ့ပစက်ကြီးကိုအုံပြုခဲ့ပါရင် ဒါပေမဲ့တိုက်ပွဲတွင်ဘဟောင်းဟာမတော်တဆနန်းကမ်းမန်ကိုသူ့ပိုက်ထဲကိုမျိုးချလိုက်မိပါတယ်။ဘန်းနုံကိုနိုင်ယူပြီးထွက်ပြေးသွားအောင်လုံနိုင်ခဲ့ပေမဲ့ဘဟောင်းဟာသူ့တခင်ကိုမတွေ့တော့မှသူမျိုးချမိပြီဆိုတာကိုသိလိုက်ရပါတယ်။ဒီအမအိုသူခွင့်မလွတ်နိုင်ခဲ့ပါဘူး။ဖရာတုတ်တန်ထံပြန်သွားရင်သူ့အမအိုဘလို့ရှင်းပြမှမသိတီချာဝအသက်ခံရမေးလို့တွေးမိပြီးဘဟောင်းဟာထွက်ပြေးဖို့ဆုံးဖြတ်ခဲ့ပါတယ်။ချီမြင့်တလျှောက်မှာအိမ်ကြီးအများကြီးရှိတာကြောင့်ဘဟောင်းဟာ ေါ်မြင့်ဘက်ကိုထွက်ပြေးခဲ့ပါရယ်လိမ်မက်တို့ဆိုတဲ့ရေလေကွင်းနီတောင်းတဲ့ချောင်းတွေကိုဖြတ်ကျော်ပြီးနောက်ဆုံးမှာခွန်ရန်စိတ်ကမ်းမြို့မှာပုံအောင်မှုတင်းလျော်တဲ့ရေကန်ကြီးတစ်ခုကိုရှာတွေ့ခဲ့ပါရယ်ဒါမိမေမကြခင်ပါပဲမျိုးဦးနဲ့သူ့ရဲ့လူတွေကနန်းခမ်းမန်ကိုဘက်ဟောင်က မျိုးချလိုက်တယ်ဆိုတာကိုသိလိုက်ကြပါရယ်လူတွေဟာဒေါသထွက်ကြပြီးတော့ဘက်ဟောင်ကိုကျေးဇူးကမ်းနေလို့ဆွတ်ဆွဲပြီးမိချောင်းဖန်းသမားတွေကိုသူ့ကိုဖမ်းဆီးဖို့ဆေလွတ်ခဲ့ပါရင် ခွန်ဘိုဝန်နဲ့ခွန်ဘရာချွတ်ဆိုတဲ့ခေါင်းဆောင်နှစ်ဦးကအဖွဲ့တွေကိုဥဆောင်ပြီးတော့ဘတ်ဟောင်ကိုလိုက်လံရှာဖွေခဲ့ပါရင်မင်းလိုက်ဖွေဟာချီမြကန်းတခြားတောင်းနေချောင်းတွေကိုဖျက်ကျော်ပြီးဘတ်ဟောင်ရဲ့ခြေရာတွေကိုလိုက်လံရှာဖွေခဲ့ပါရင်နောက်ဆုံးမှာပေါ်မြင်တဲ့လိန်ဘတ်တုတ်ကိုဖျက်ကျော်ပြီးမီတာ140ရှိလျားပြီး40မီတာနဲ့တဲ့ရေကန်ကြီးစီကိုရောက်ရှိပါရင်ခွန်ဘိုဝန်နဲ့ခွန်ဘရာချွတ်တို့ဟာမိချောင်းဖမ်းမှု မောဘုံနဲ့မောဖရန်ကိုရေရဲဆင်းပြီးတော့ဘတ်ဟောင်ကိုဖမ်းမှုအမိန်ပေးခဲ့ပါရင် ။ထိုင်မင်းတညလုံးစောင့်ဆိုင်ပြီးနောက်နှစ်ဦးစလုံးရေတွေကနေပြန်မပေါ်လာခဲ့ပါဘူး။ဒါကြောင့်ရာမေကံမွန်ဆိုတဲ့မိချောင်းဖန်းမျိုးသမီးတူကရေကန်တစ်ခုလုံးကိုစစ်စည်းဖို့မော်တက်သုံးပြီးတော့ရေကိုခွဲပြီးတော့ကြည့်ခဲ့ပါရီ။သူမဟာရေအောက်မှာဂူကြီးတစ်ခုရှိပြီးတော့အဲ့ဒီဂူကမှဘတ်ဟောင်ကပါဇက်ဖွင့်ထားပြီးတော့ပိတ်ဆို့ထားတာကိုသိလိုက်ရပါရီ။မော်ဘူးနဲ့မော်ဖရန်တို့ဟာဂူဝင်ပေါက်လို့ချင်ပြီးတော့ဘတ်ဟောင်ရဲ့ပါဇက်သေးကိုဝင်သွားခဲ့တာဖြစ်တယ်လို့ယူဆခဲ့ပါရီ။ရာမင်းကံမဟာ ခွန်ဘဝန်နဲ့ခွန်မရာချွတ်တို့နဲ့ဆွေးနွေးပြီးတော့ကြက်ခိုင်နဲ့တင်ကျိုးသုံးချောင်းနဲ့ဘရောက်ပင်မှာချီနှောင်ကဘတ်ဟောင်ကိုဆွဲထုတ်ဖို့ပြင်ဆင်ခဲ့ပါရင်ဒီမှာမော်တက်နဲ့ရေကိုခွဲပြီးတော့ရေအောင်လိုင်ကူစီကိုဖြောင်းတန်းနဲ့လမ်းဖောက်လုပ်ခဲ့ပါရင်ဘတ်ဟောင်ကဂူဝါကိုပါဇက်ဖွင့်ပြီးတော့ပိတ်ဆို့ထားရင်သားဆောင်ကိုစောင့်နေခဲ့ပါရင်ရာမိန်ကံမောဟာဒီမှာပြင်ဆင်ထားတဲ့မိန်နဲ့ဘတ်ဟောင်ရဲ့ပါဇက်သေးကိုထိုးဆိုင်လိုက်ပါရင်ဘတ်ဟောင်ကသူ့ပါဇက်သေးတစ်စုံတစ်ခု ဝင်လာတာကိုခံစားမိပြီးတော့ ချက်ချင်းပစက်ပိတ်လိုက်ပါရီဒိုင်မင်းမိန်းနဲ့ထိုးခံရတဲ့ဘတ်ဟောင်ဟာနာကျင်စွာတုံလုံသွားပြီးတော့ရေအောင်လိုင်ကူပြိုကျကရေကန်တစ်ခုလုံးပြင်းထန်စွာတုံခါသွားခဲ့ပါရီကမ်းမောကလူတွေကဒီခွင်ကြီးကိုအသုံးချပြီးတော့ဘတ်ဟောင်ကိုကျိုးနဲ့ဆွဲထုတ်ခဲ့ပါရီဘတ်ဟောင်ဟာဆွေးငင်အောင်တွန်းလှန်ရင်းယုံကန်ခဲ့ပြီမဲ့နာကျင်ကြိုက်ခဲ့ပြီးတော့အားပြော့လာခဲ့ပါရီနောက်ဆုံးမှာသူ့ကိုကမ်းမောဆွဲတင်ခံလိုက်ရပါရီဘတ်ဟောင်ဟာသူ့ဘဝဆုံးသက်မယ်ဆိုတာကိုလက်ခံထားပြီး နန်းခမ်းမန်ကိုမျိုးချဖို့ရည်ရွယ်ချက်မရှိခဲ့ဘူးဆိုတော့လူတွေကိုပြောပြခြင်းခဲ့ပါရင်ဒါပေမဲ့သူဘသူနဲ့မှစကားပြောနိုင်ခဲ့ခြင်းမရှိပါဘူးလူတွေဟာဘတ်ဟောင်ကိုဓာတ်နဲ့ထူပစိန်နဲ့ခုတ်ပြီးတော့တက်ပြစ်ခဲ့ပါရင်ဒါပေမဲ့ဘတ်ဟောင်ဟာ နောက်ဆုံးအသက်ရှူရမတိုင်ခင်ဒီအင်းနန်းတော်ကိုထာဝရရှင်စောင့်ထိမ့်မဲ့နတ်စိန်ဖြစ်လာဖို့ဆန္ဒပြုခဲ့ပါရင် သူတည်ဆုံးပြီးနောက်လူတွေဟာဘတ်ဟောင်ရဲ့ဘိုက်ကိုဖွင့်ပြီးတော့ခွဲစိတ်ကြည့်တဲ့အခါမှာမောမုန်နဲ့မောဖရန်တို့ရဲ့အယိုးတွေနဲ့ နန်းခမ်းမရဲ့ဥကောင်းကုန်တစ်ခုသာတွေ့ရှိခဲ့ရပါရင်ဘန်းဟောင်ရဲ့အယိုးတွေကိုအဖြူရောင်ဝိသုံးနေနေထုတ်ပိုးပြီးတော့တာခုံရန်စိတ်ကမ်းမြို့မှာဇာပနာအခမ်းအနားပြုလုပ်ခဲ့ပါရင်ဒါပေမဲ့ဘန်းဟောင်ရဲ့စေဝင်ကြီးဟာရည်နန်းတော်မှာဆွဲလန်းနေစေဖြစ်ပြီးတော့ရည်နန်းတော်ရဲ့မိချောင်းဖခင်ဖြစ်နေကျင်းရခဲ့ပါရင်တခါဒီရံမှာလူတွေဟာဒီရေကန်ကိုဖြတ်သွားရင်နတ်ဖျားပေါ်လာဖို့စူတောင်းကြပြီးတော့ထိုခါတိုင်းမှာမိချောင်းကြီး၃ကောင်လောက်မျောပါလာတတ်ကြပါရင်ဒါကြောင့်မေဒီရေကန်ကြီးကို ယနေ့တိုင်းဝန်ဆံမှုလို့ခေါ်ခဲ့ကြတာဖြစ်ပါရင်ကြည့်ရှုအားပေးတဲ့ပရိသတ်များအားလုံးကိုကျေးဇူးထူးဝဲတင်ရှိပါရင်နောက်နေ့များမှလည်းစိတ်ဝင်စားဝေးရာဇလန်းတွေကိုအမြဲတမ်းတင်ဆက်ပေးတော့မှာဖြစ်ပါရခင်ဗျာ